ီဥစွာကဲ့သို့ချင်းနိုင်ကောင်းကိုပင်စင်ပြတဲ့ဘုရားခင်နာမတော်ကိုထူပဲချီးမွမ်းပါတယ်ဒုတိယအနေနဲ့အခုလိုမျိုးအဝတ်ပြုကိုယ်ွယ်ချင်းမှာကျွန်တော်အနေနဲ့နှုတ်ကပတ်တော်ဝေငါခွင့်ရတဲ့အတွက်ကြောင့်လည်းဝန်တာတဲ့အကြောင်းပြောချင်းပါတယ်ဒီနေ့ဟာကျောင်းတို့ခရမြုပ်ပြအတင်းတော်ရဲ့ဒီအကြီးကြီးတဲ့နေ့ဖြစ်တဲ့လရဲ့ပထမအိုးဆုံးပတ်ပေါ့နော်တနင်္ဂနွေနေ့ ။တင်းကနွေနေ့အတိုင်းကအရေးကြီးပါတယ်။ဒါပေမဲ့ပထမအိုးဆုံးတင်းကနွေလာရဲ့ပထမအိုးဆုံးတင်းကနွေနေ့ပို့ပြတော့မှာအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ကျောင်းတို့ပွဲတော်မင်္ဂလာကိုလည်းခံယူတဲ့နေ့ဒီတဲ့အတွက်ကြောင်းပေါ့နော်။ဒီနေ့ဒီငယ်မှာပေါ့နော်။အချင်းနေငယ်အတွင်းမှာဝင်ငှချင်တဲ့အကြောင်းအရာလေးကတော့ဒီလူဘဝမှာလူသားတယောက်အနေနဲ့ပေါ့နော်။ တိကိုတိထားရမယ်အရာရှိတယ်နော်လူသားတယောက်အနေနဲ့အဲ့ဒါမတိလို့ရှိရင်တော့ဘဝမှာဆုံးဆုံးမှုမြောက်များစွာရှိမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချက်လေးကိုဝေငှချင်တာဖြစ်တယ်ကျွန်တော်ဖတ်မဲ့ကျမ်းချက်ကတော့ effect ဩဝါဒစာအခန်းကြီးနှစ်ခန်းငယ်တိတ္တနေ30အထိဖြစ် မဖတ်ခင်လေးမှာ ပြောချင်တဲ့အရာလေးတွေရှိတယ် အဲ့ဒီကျန်ချက်ထဲမှာအကြီးကြီးတဲ့စကလုံးတွေဆရာရမယ်ကျန်စာဖတ်တဲ့အခါမှာအကြီးကြီးတဲ့စကလုံးတွေရှိတယ်အကြီးကြီးတဲ့စကလုံးလေးလုံးလောက်နော်ဘင်ဟချင်းပေါ်ပြထားတယ်လေဆိုရဲဟာအလုံးမှန်မှန်ကန်ကန်နဲ့နော်ဘင်ဟချင်းပေါ်ပြထားပါတယ်ဆိုပြတော့မှတိနိုင်တယ်ဆိုလို့ရှင်ကျွန်တော်အနေနဲ့လက်ဆောင်ပေးမှဖြစ်ပါတယ်နော် ဒီလက်ဆောင်လေးရမှာဖြစ်ပါတယ်အားလုံးမတရကြရအောင် မတရပြီမှဒီဟာကိုတူတကွာဖတ်ကြရအောင်တင်တို့ဒီအထက်ကလောကီတရားတို့လိုက်၍အာကာသကောင်းကင်နှင့်တကူကိုအစိုးရသောမင်းတီဟူသောငင်းဆန်သောသူတို့၌ပြုပင်သောဝိငင်၏အလိုနှင့်အငင်းတို့ဆရာအပိတို့၌ကျင်လေကြ၍ ချိုတို့ဆရိုက်အပင်၌တည်လျက်ရှိနေသောတင်တို့ကိုပင်ဖရာသခင်သည်အသက်ရှင်စီတော်မူပြီးထိုငင်းဆန်သောသူတို့နှင့်တကားငါတို့ရှိသည်မြသည်အထက်ကကိုကာယဤအလိုတို့၎င်းစိတ်ဤအလိုတို့၎င်းကာမကုံတို့၌ကျင်လေသည်ဖြစ်၍ကျွင်းသောသူတို့ကဲ့သို့ပင် ်အတိုင်းအမျက်တော်ကိုခံရတော်သူဖြစ်ကြ၏တို့တော်လေကယုနာရောနှင့်ကြွယ်ဝရောမူသောဘုရားသခင်သည်ငါတို့ကိုချစ်တော်မူသော မဟာမေတ္တာရောအာဖြင့်တို့ဆရာအပင်၌တေလျက်ရှိနေသောငါတို့ကိုခရစ်တော်နှင့်အတူ အသက်ရှင်ရှိတော်မူပြီးခြေရောတော်ကြောင့်သာကဲတင်ချင်းတို့ရောက်ရ၏ ယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းကင်အရာ၌နေရပြီးတော်မူပြီးအကြောင်းမူကားထိုသခင်အားဖြင့်ငါတို့၌ခြေရိုးပြွေ၍ခြေရိုးတော်ဤအလွင်ကြွယ်ဝချင်းကိုနောင်ကကာလတို့၌ထင်ရှားစီမင်းအကြောင်းဖြစ်တည်းယုံကြည်သောအဖြစ်ခြေရိုးတော်ကြောင့်ကဲ့တင်ခြင်းတို့ရောက်ရ၏ကိုယ်အလိုအလျောက်ရောက်သည်မဟုတ် ဖျားသခင်တနာတော်ရာဖြစ်တည်းကိုကုကြောင့်ကဲတင်တော်မူခြင်းသို့ရောက်သည်မဟုတ်တို့ဖြစ်၍အဘယ်သူမျှဝါကြွားเสียခွဲမရှိအဘယ်ကြောင့်သည်ဟူမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုတ်ပင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ ငါတို့တည်ကျင်လေရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပင်စင်တော်မူနှင်းပြီးဖတ်ကြတော်တော်နှုတ်ပန်တော်ပင်ရောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေအားလုံးပြန်ထိုင်ကြရအောင်ခြေရိုးတင်တယ်အဲခုနဖတ်သွားတဲ့ကျမ်းပိုက်ထဲမှာပေါ့နော်ဘုရားသခင်ဆိုတဲ့ဟာဘယ်နှချင်းပါလဲဘုရားသခင်ဆိုပြတော့မှလေပေါ်ပြထားတာငါးချင်းဟုတ်ပြီပြောလို့ရသေးတယ် လေးချင်းဟောင်းပြီငါချင်းလေးချင်းနော်သုံးချင်းဟောင်းပြီရပြီအဲ့လို့ဆိုရင်ရပြီပေါ့နော်ဟောင်းပြီနောက်နောက်တစ်ခုယေရှုခရစ်တော်ဆိုပြီးတော့မှယေရှုခရစ်တော် ਨੇ ပတ်သက်ပြီးတော့မှပြောတဲ့ဟာလည်းရှိတယ်ဆိုတော့ယေရှုခရစ်တော်တခင်ဆိုပြီးတော့မှပြောတဲ့ဟာဘယ်နှကျင်းပါလဲ၃ကျင်း၄ကျင်းနော်ဟုတ်ပြီနောက်တစ်ခု ကြီးစုတော်ကြီးစုတော်ဘယ်နှခြင်းလဲလေးခြင်းသုံးခြင်းနော်ဟောဘီနောက်ဆုံးကျင်းလေဆိုရဟာရော ဟောဘီအလုံးကိုကြီးရုတ်တင်တယ်ဖြီးပြတဲ့အတွက်ကြောင့်ပေါ့နော်ဖျားသခင်ဆိုရဟာလေးခြင်းပေါ်ပြထားတာတွေ့ရတယ်နောက်ပြတော့မှထူးထူးဆန်းဆန်းပေါ့နော်ဖျားသခင်ကလေးခြင်းယေရှုခရစ်တော်ကလေးခြင်းပဲ ခရစ်တော်လည်းလေးခြင်းပဲဘုရားသခင်လည်းလေးခြင်းယေရှုခရစ်တော်လည်းလေးခြင်းတူတူဆန်းဆန်းကြီးရူတော်ကြီးရူတော်ဆိုတဲ့ဟာလည်းဘယ်နှခြင်းလဲလေးခြင်းအံ့ဩစရာကောင်းတယ်နော်ဘုရားသခင်ယေရှုခရစ်တော်ကြီးရူတော်လေးခြင်းစီနောက်ဂျင်းလေဆိုတဲ့ဟာရော ကျင်းလဲတော့လေးကျင်းမြောက်တော့ကျင်းလဲကျတော့အတိပဲရှိတယ်အစမှကျင်းလဲပါတယ်နော်အဆုံးမှလည်းကျင်းလဲပါတယ်ဆိုတော့ဘေးမှကျင်းလဲရမလဲဆိုတော့အစမှကျင်းလဲတဲ့နေရာနဲ့အဆုံးမှကျင်းလဲမဲ့နေရာကမတူတော့ဘူးဒီကျန်ချက်ကိုတုံးချက်နဲ့ပြောင်းချင်တာပေါ့နော်ဝေငှချင်တယ်ပထမဦးဆုံးချက်က ဗာလဲဆိုတော့လူသားအားလုံးရဲ့မူလပကတိအခြေအနေလူသားအားလုံးလူပြောရင်လူငယ်လူလူလူကြီးနော်လူဦးနောက်ဆက်ပြောရရင်ဘုဒ္ဓဘာသာဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်နတ်ကိုကွယ်ရတူရဖြစ်ဖြစ်လူလောကမှာရှိနေတမြတ်သောလူသားအလုံးရဲ့မူလပကတိအခြေအနေကို ဘယ်မှာပေါ်ပြထားတယ်လဲဆိုတော့အခန်းငယ်တိတနီ၃အထိပေါ်ပြထားတာဖြစ်ပါတယ်ဒီဟာကအာတွီတိုးပြောမှပြောတာမဟုတ်ဘူးပေါ်ပြတာမဟုတ်ဘူးတမာကျန်းစာကနှုတ်ကပတ်တော်ကပေါ်ပြတာဖြစ်တယ်လူသားအလုံးအတုံကပါပေါ်မှာရှိရှိသမျှသောလူသားအလုံးဗမာချင်းကရင်အိုအမေရိကန်လူမျိုးတွေမှာစလူသားအလုံးရဲ့ မူလပကတိအခြေအနေကဘာလဲဆိုတော့ဝိငင်ပိုင်းဆိုင်ရာမှာတီနီတော်သူများဖြစ်တယ်။လောကသားအလုံးလောကီသားအလုံးရဲ့မူလအခြေအနေကဘယ်လိုဟာလဲဝိငင်ပိုင်းဆိုင်ရာမှာတီနီတဲ့တီနီတဲ့သူတွေဖြစ်တယ်။ဒါမဲ့အဲ့ဒီတီရဲလို့ပြောတဲ့ဟာကကျောင်းတို့အခုနားလေရတဲ့အိုးလူတယောက်တီသွားတယ်ဆိုတဲ့ဟာမျိုးနဲ့တော့ မတူဘူးအဲ့ဒီတီတဲ့ဆိုတဲ့ဟာကပါလေအသက်ရှင်လျက်နဲ့တီတဲ့ဟာမျိုးကိုပြောချင်တာဖြစ်တယ်ဒီမှာထိုင်လျက်နဲ့ဒီမှာထိုင်ရင်ထိုင်နေရင်နဲ့တီတဲ့သူဝိငင်ပိုင်းမှာတီတဲ့သူဒီမှာအသက်ရှင်ပြီးတော့မှဖယားကြောင်းလာပြီးတော့မှဖယားချီမွေးပြီးတော့မှတီနေတဲ့သူရှိနိုင်တယ်ဆိုတော့အဖေတခုလေးကတော့ဟိုး ဘလို့ပြောင်းလဲအဆုံးဖက်မှာပြောရမယ့်ဟာဖြစ်ပေမဲ့အခုပြောင်းမယ်ခမည်းရဲ့အသက်တာမှာယေရှုခရစ်တော်ဖယားသခင်ရဲ့တားတော်ယေရှုခရစ်တော်မိမိရဲ့ကယ်တင်ပိုင်ရှင်အနေနဲ့လက်မခံသည်ဘူးမယုံကြည်သည်ဘူးအာမကူသည်ဘူးဆိုလို့ရှိရင်ခမည်းရဲ့ဘဝဟာဘယ်ဘဝလဲတည်နေတဲ့ဘဝဖြစ်တယ် အဲ့ဒီတီနီရဲ့ဘဝဆိုတဲ့ဟာကိုအချက်သုံးချက်နဲ့အပင်းနိုင်တီနီရဲ့သူတယောက်ရဲ့ဘဝကဘယ်သူရဲ့လက်အောက်မှာရှိတယ်လေဆိုလို့ရှိရင်အတွင်းရန်သူရှိတယ်အပင်းရန်သူရှိတယ်နောက်ရန်သူကစာတန်ဖြစ်ရဲ့နော်စာတန်ရဲ့အုတ်ဆိုးမှုအသွေးအသားရဲ့ဆွဲဆောင်မှုလွှမ်းမိုးမှု လောကရဲ့လွယ်မှုမှုကိုခံနေရတဲ့သူဖြစ်ပါတယ်။ကျောင်းတို့ကောင်းတဲ့အရာတွေလုပ်ချင်တယ်လုပ်နိုင်တယ်လားအဲလုပ်တော့လုပ်ချင်ပါတယ်လုပ်လေလုပ်နိုင်ပါတယ်အတိုင်းအတာတစ်ခုထီတော့နော်ဒါမဲ့ပြန်ပြန်ပြတော့မှမကောင်းတဲ့စူးယုံမှုတွေကိုပဲပြန်ပြန်ပြတော့မှလုပ်လေရှိတယ် ကောင်းတဲ့အရာကိုအကြောင်းတို့ကမလုံနိုင်ဘူးလောကကြီးကိုလည်းကြည်ပါဒီကနေ့ကဘာပေါ်မှာဖြစ်ပြနေတဲ့အချီအနေတွေတပ်ပြမှုတွေရက်ဆက်မှုတွေကျဉ်ကျုံမှုတွေဒီအရာအလုံးရဲ့နောက်ကွယ်မှာပြသူရှိတယ်လေဟောင်မိုက်တကူကိုအုတ်ဆိုးနေတဲ့စာတန်ရှိနေတယ်မျက်စိနဲ့မြင်လို့ရတလားမရဘူး မျက်စိနဲ့မြင်လို့မရပေမဲ့အားရှိတယ်နော်တကူးရှိတယ်ဆိုတော့အဲ့ဒီလူရဲ့ထင်းချုံမှုအောက်မှာနေတဲ့အခါကျတော့သူကဘာပဲကြိုက်တယ်လဲအမောင်ပဲကြိုက်တယ်အလင်းမကြိုက်ဘူးစိုးရုံမှုတွေပဲကြိုက်တယ်ဆိုတော့စိုးရုံမှုတွေဒီမြန်မာပြည်မှာရောကျောင်းတို့မင်းနေရတယ်တွေ့နေရတယ်ဒီဟာတွေဘာကြောင့်ဖြစ်တယ်လဲ တီနီတောသူများကိုလွှဲမိုးနေတဲ့သူနော်အုတ်ဆူနေတဲ့သူရဲ့အကျင့်ဆရာတွေဖြစ်တယ်တီနီတဲ့သူတွေကအဲ့ဒီစာတန်ရဲ့လွှဲမိုးမှုအောက်မှာရှိတဲ့အတွက်ကြောင့်နှုတ်ကပတ်တော်ဖယားသခင်ရဲ့အကြောင်းဆိုတဲ့ဟာကိုလည်းသူတို့ကနားမလည်နိုင်ဘူးနားလည်ဖို့လည်းမကြိုးစားဘူးနားလည်းမလည်နိုင်ဘူး နားမလည်နိုင်တဲ့အတွက်ကြောင့်ဘာလို့အပ်တယ်လဲဆိုတော့ဖယားသခင်ဖက်ကနေပြတော့မှငြင်းမျက်စိပွင့်လင်းစီဖို့ဖွင့်ပြီးဖို့လိုအပ်တယ်။နှလုံးသားပိထားတဲ့နှလုံးသားတကားကိုဖွင့်ဖို့လိုအပ်တယ်နော်။မဖွင့်ဘူးဆိုလို့ရှိရင်နားမလည်နိုင်ဘူး။ပိထားတဲ့သူကစာတန်ဖြစ်နေတယ်။လူသားအလုံးရဲ့ဘဝဒီမှာလူငယ်တွေများတော့ခမည်းလူငယ်တယောက်အနေနဲ့ဘယ်လောက်ပဲတော်နေပါစေ။ music နဲ့ပတ်သက်ပြီးတော့မှပါရကူပဲရနေပါစေအာတင်းချမဟောအလွတ်ကျက်ဆံမလို့ဘူးနော်တင်းချမလဲတရားတရားကြီးပဲရနေပါစေဘယ်လောက်ပဲကမြဦးနောက်တော်နေပါစေခရစ်တော်မရသေးရင်ပါလေလူတီပဲတည်တဲ့သူဖြစ်တယ်အဲ့ဒါကကျန်းစာပြောတဲ့ဟာဖြစ်တယ်နော်ကျန်းစာကဝိငင်ပိုင်းဆိုင်ရာမှာတည်နေတဲ့သူသူတို့ဒီကနေ့မှာတော့အဲ့ဒီ ခရစ်တော်ကိုယထားတဲ့သူတွေအတွက်တော့ပြန်ပြီးတော့မှဘာခေါ်ရမလဲဆိုတော့ကုခါကိုပြန်ပြီးတော့မှခွန်အားယူတဲ့အနေနဲ့နားထောင်ဖို့ဖြစ်တယ်။ဒီနေတဲ့သူတွေကကိုယ့်အကိုကယ်တင်နိုင်မလား။ဘာလို့ရတယ်လဲ။ဘာမှမလုံနိုင်ဘူးမဟုတ်လား။စကားလည်းမပြောနိုင်ဘူး။ဘာမှမလုံနိုင်ဘူး။ပြောချင်တဲ့ဟာကကိုကိုကိုမိမိကိုကိုကယ်တင်နိုင်တဲ့သူဘယ်သူ ့မှမရှိဘူး။ကျောင်းတို့ဘီနာပဝန်းကျင်မှာရှိနေတဲ့ဘာသာကြီးဒုံပါလာလေးပါလာဘာတင်ပြီးတယ်လေ။ကောင်းတာလုပ်ရမယ်။ကောင်းတာလုပ်မှကောင်းတာရောက်မယ်။ကျန်းစာတွင်တင်ချက်နဲ့တော့တလွဲစီဖြစ်တာ။ကျန်းစာကအဲ့ဒီတည်တဲ့သူကကောင်းတာဘာမှမလုပ်နိုင်ဘူး။လုပ်တဲ့ဟာလည်းပဲဖျားရဲ့ဇွင်စရာပဲ။ ဖြစ်တယ်အဲ့ဒီခရစ်တော်ကိုလက်မခံသေးတဲ့သူတွေကတည်နေတဲ့သူကိုဘဝဆိုတော့ဒီကနေ့ခမရရဲ့ဘဝကိုပြန်စင်စားပါအဲ့ဒီခရစ်တော်ယေရှုခရစ်တော်ဆိုတဲ့ဟာကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အနေနဲ့လက်ခံပေးပါလားအဲ့ဒီခရစ်တော်ကဘာလုပ်ပြီးတယ်လဲခရစ်တော်ကိုဘယ်တော့ရှိ လွတ်တယ်လဲနော်ခရစ်တော်ကကျွန်တော်ကျမတို့အတွက်ဘာလုပ်ပြီးတယ်လဲသိဖို့လိုတယ် ချမ်းချက်ထဲမှာအဲ့ဒီတည်နေတဲ့သူတွေအပိထဲမှာကျင်လေနေတဲ့သူတွေအတွက်တော့အဖေကပါလေဖယားရဲ့အမျက်တော်ခမဲ့သူတွေဖြစ်တယ်ဖယားရဲ့အမျက်တော်ခမဲ့သူတွေဖြစ်တယ်ဒါမဲ့ဒီမှာဖယားသခင်ရဲ့ချစ်ချင်းမေတ္တာဘလောက်ကြီးမြတ်တလေဆိုတဲ့ဟာကိုအခန်းငယ်လေးရနေအခန်းငယ်ကိုအထိ ဖျားသခင်ရဲ့ကြီးမားသောကြီးစုတော်ဆိုတာကို တွေ့ရတယ်။ဖျားသခင်ရဲ့ကြီးမားသောကြီးစုတော်ဆိုတဲ့ဟာဘယ်မှာတွေ့ရတယ်လဲ။လက်ဝါကားတိုင်ပေါ်မှာအတိခါနဲ့ခရစ်တော်မှာဖျားသခင်ရဲ့ချစ်ခြင်းမေတ္တာကိုတွေ့ရတာဖြစ်တယ်။ လူသားအလုံးအတွက်တည်နေတဲ့ဖယားကိုရှာတဲ့သူတယောက်မှမရှိဘူးအပြစ်နှွန်ထဲမှာဂျင်းလဲနေတဲ့သူအမျက်တော်ကိုခံမဲ့သူတွေအိုးဘယ်လိုမှယုံထွက်လို့မရဘူးဘယ်လိုမှကိုယ့်ကိုကယ်တင်လို့လည်းမရဘူးအဲ့ဒီအချိန်မှာဖယားသခင်ခွဲခန့်ထားတော့အချိန်မှာဖယားသခင်ကသူ့ရဲ့တားတော်ကိုဤလောကမှာစီလွတ်တယ် လောကီတာမြအလုံးအလုံးအတွေ့လေဝါကားတိုင်းမှာအတိခံရှိတယ်။အဲ့ဒီခရစ်တော်ကလေဝါကားတိုင်းမှာအတိခံတယ်။ဒုံရမြောက်တော်နေ့မှာရှင်ပြန်ထမြောက်တယ်။အဲ့ဒီရှင်ပြန်ထမြောက်ရှိတဲ့သူကဘယ်သူလဲခရစ်တော်တည်ခြင်းအနေပြီးတော့မှရှင်ပြန်ထမြောက်ရှိတဲ့သူကဖခင်ရဲ့တကူဖြစ်တယ်ဖခင်သခင်ရဲ့ ဝိငင်တော်ဖြစ်တယ်။ဖရာရဲ့တကူကခရစ်တော်ကိုတည်ခြင်းကနေရှင်ပြန်ထမြောက်စေတယ်။ရှင်ပြန်ထမြောက်စေပြီးတော့မှခမဲတော်ရဲ့လက်ရာတော်ဖက်မှာနေရာပြီးတယ်။အမင်းဆုံးတော်နေရာမှာချီးမြောက်ခြင်းကိုခံရတာဖြစ်တယ်။တခါသေးနဲ့တော့ကျောင်းသူတည်နေတဲ့သူတွေလက်ပဲ အခွင့်အရေးရနိုင်တာတစ်ခုရှိတယ်။အဲဒီဂျီရှုခရစ်တော်ဟာယေရှုခရစ်တော်လေဝါကားတိုင်းမှာတည်တဲ့ဟာကကျွန်တော်ကျမအတွက်ဖြစ်တယ်။ကျွန်တော်ကျမတည်ရမယ့်အစားတော်တည်တာဖြစ်တယ်။အဲဒီခရစ်တော်ဘုရားသခင်ရဲ့ကြီးရိုးတော်မြင်နေရတဲ့ယေရှုခရစ်တော်ကိုတစ်ချက်လေးပဲယုံကြည်ရမယ်။ ယုံကြည်တယ်ဆိုတာကအိုးငါယုံကြည်လို့ကဲတင်ချင်းရတယ်ဆိုတဲ့အမျိုးတော့မဟုတ်ဘူးနော်ကဲတင်ချင်းအပေါင်းယုံကြည်ချင်းမဟုတ်ဘူးခမည်းယုံကြည်လို့ကဲတင်ချင်းမရနိုင်ဘူးဖျားလို့ပြေလို့နော်ဖျားကသူ့သားကိုလက်ဝါးကားတိုင်းမှာအတီခံစီပြီးတော့မှလောကီသားများအတွက်ပြီးတဲ့အတွက်ကြောင့်ตาလင်းကြောင့်တို့ကကဲတင်ချင်းရတာဖြစ်တယ် ဒါမဲ့ယုံကြည်တယ်ဆိုတဲ့ဟာကြတော့ဗာလဲဆိုတော့ခမရအပိနဲ့အပိတဲမှာကျင်းလဲနေတဲ့ဘဝကနေပြတော့ဗာဖြစ်ရမလဲယုံထွေပြတော့အပိကိုမုံရမယ်အပိကိုမုံအိုက်ဒီအပိတဲကမုံနေပြီမကြိုက်တော့ဘူးဆိုပြတော့မှနောင်တရပြတော့မှအဲ့ဒီဖျားပြူတဲ့ကြီးယူတော့မှမလို့ရတယ်လေမိခိုးတာဖြစ်တယ် ခရစ်တော်ကိုယုံကြည်တယ်ဆိုတဲ့ဟာကဖယားပြူတဲ့ကြည်ရိုးတော်အပေါ်မှာဘာဖြစ်တယ်လဲအာကူတာဖြစ်တယ်ကျွန်တော်အတွက်ဖြစ်တယ်ကျမအတွက်ဖြစ်တယ်ဆိုပြတော့မှယိုလိုက်တာ အာကူချင်းဖြစ်တယ်အဲ့ဒါနဲ့ဖယားသခင်ကကျွန်တော်တို့အတွက်ဘာလုပ်ပြီးတယ်လဲအခန်းငယ်ခုနှစ်မှာဘယ်လောက်ဝတိဖယားသခင်ကယေရှုခရစ်တော်ကိုယုံကြည်တဲ့သူက ခရစ်တော်နဲ့အတူ ရှင်ပြန်ထမြောက်ရှိတယ်။ရှင်ပြန်ထမြောက်စီယုံတာမကပဲနဲ့ခရစ်တော်နဲ့အတူ အဖခမဲတော်ရဲ့လက်ရတော်ဖက်မှန်နေရတော်အခွင့်အပိတဘဝအမောင်တာဘဝကနေပြတော်မှာ ဖရာရဲ့ချစ်ချင်းမေတ္တာကြီးရတော်ကြောင့်ဟိုးအမင်းမြတ်ဆုံးတော်နေရာကိုရောက်သွားတာခရစ်တော်ကိုယုံကြည်အဲ့ဒီနေရာရောက်သွားမှာဖြစ်တယ်အဲ့ဒီနေရာ ကတော့အခုလောလောဆယ်မှာတော့မခံစားရသေးဘူးအပိအဝတ်ဖရာရဲ့ကြည်ရိုးတော်ကအပိအဝတ်မခံစားရသေးဘူးနောက်နောင်ကာလမှာဖရာသခင်နဲ့အတူတူနေတဲ့အခါမှာအပိအဝတ်ခံစားရမှာဖြစ်တယ်ပြောချင်းတဲ့ဟာကဖရာပြုတ်တဲ့ကြည်ရိုးတော်ဖြစ်တယ်ကဲတင်ချင်းဆိုတာခရစ်တော်ကဖရာပြီးတဲ့ နော်ခရစ်တော်ကိုခမည်းအနေနဲ့ယုံကြည်ရင်ကဲတင်ချင်းရတယ်။နောက်စကလုံးနဲ့ပြောရင်အတိဖန်စင်ချင်းကိုခံရတဲ့တို့တွေဖြစ်တယ်။ကျောင်းတို့ဘောနကင်ဘောနကင်လို့ခေါ်ဒုတိယမွေဖွာခြင်းလို့ခေါ်တယ်။ဒီနေ့မှာအဲ့ဒီဒုတိယမွေဖွာခြင်းကိုမခံသေးတဲ့တို့တွေဘယ်နှယောက်ရှိလဲ။မတိချာသေးတဲ့တို့ဒီတာအကြီးကြီးတယ်နော်။တကယ်ခရိယံအသက်တာယုံကြည်သူတွေအသက်တာ အစပြုတ်ဖွဲ့နေတဲ့အရေးကြီးတဲ့အချက်ဖြစ်တယ်ဒီဟာမရှိဘဲနဲ့ယုံကြည်သူအတ္တတာဆိုတာရှောက်လန်းလို့မရဘူးနော်အချီခအုတ်မစ်ကြီးဖြစ်တယ်ဆိုတော့ဘယ်နှယောက်ရှိလဲဒီထဲမှာခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အနေနဲ့လက်မခံသေးတဲ့သူတွေဘယ်နှယောက်ရှိလဲစဉ်းစားပါ အချင်းရှိသေးတယ်နော်ချင်းရှိသေးတယ်မနေ့ပြန်မဆောင်နဲ့မနေ့ပြန်ဆိုတာကျွန်တော်လက်ထဲမှာမရှိဘူး အခုယခုကာလယခုအချိန်ကဆုံးဖြတ်ချက်ချရမယ့်အချိန်ဖြစ်တယ်။မနေ့ပြန်ဆိုရင်ခင်ဗျားနောက်ကျသွားနိုင်တယ်။ကြည့်ပါမူလပကတိအခြေအနေလူသားတွေအားလုံးရဲ့မူလပကတိအခြေအနေကဘယ်လောက်ဆိုးတယ်လဲဒီဘက်မှာဖရာသခင်ရဲ့ချစ်ချင်းမေတ္တာ ကြီးရောကဘယ်လောက်ကြီးမြတ်တယ်လဲဆိုတဲ့ဟာတွေ့ရတာဖြစ်တယ် အဲ့ဒီခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ဆိုင်နေတဲ့လက်ခံပြီးဆိုလို့ရှိရင်ကယ်တင်ခြင်းရပြီဆိုတော့ဝိငင်ရပြီဆိုတော့ဘာလို့ရမလဲအခန်းငယ်30မှာအဆုံးသတ်ထားတာကဘာလို့ဖူရနတဲ့အတိတ်ဖန်ဆင်းခြင်းကိုခံရတယ်လဲကောင်းသောအခြင်းများကိုကျင့်ဖူရနတဲ့ဖရာသခင်ပင်စင်ထားနှင်းတော်မူပြီတဲ့ ဆိုတော့ဘုရားသခင်ကကယ်တင်ခြင်းလုပ်ငန်းကိုလှုပ်ဆောင်တဲ့အခါမှာလူသားတွေကယ်တင်ခြင်းလုပ်ငန်းကိုလှုပ်ဆောင်တဲ့အခါမှာသူရဲ့စိတ်ထဲမှာပါရှိတယ်လေ။အိုကယ်တင်ခြင်းရတဲ့သူတွေကဒီလိုဒီလိုအသက်ရှင်ရမယ်။ဟိုအရင်ဘဝတုန်းကတော့စာတန်လက်အောက်မှာစာတန်ရဲ့ငင်းပန်းနှိစက်ခြင်းအောက်မှာယုံမထွက်နိုင်ပဲနဲ့အကျင့်ဆူရင်းနဲ့ပဲကျင်လည်နေရတယ်။ကျင်လည်စကားလုံးနော်။အခုကျတော့ ခရစ်တော်ကိုမိမိကယ်တင်ပိုင်ဆိုင်နေတဲ့လက်ခံပြီးဖြစ်တဲ့အတွက်ကြောင့်ကောင်းသောအကျင့်ထဲမှာမလုပ်ရမလဲကျင်းလေရတော့မယ်เนาะကျင်းလေနှမျိုးရှိတယ်မတူဘူးဟုတ်ပြီเนาะဆိုတော့ခရစ်တော်ကိုမိမိကယ်တင်ပိုင်ဆိုင်နေစဉ်လက်ခံရရှိပြီးဘီအိုအဆူပဲလုံနေတော့ကောင်းတဲ့မကောင်းတဲ့ຢာတွေပဲလုံနေသေးရင်ဒါတော့စင်စားเสียရှိတယ်ဗောအဲ့ဒီကယ်တင်ချင်းရပြီးသားတို့တွေအတွက်ဘုရားသခင်ကြည်ရောဘယ်လောက် ကြီးမားတယ်လေဆိုတဲ့ပြန်ပြတော့မှတရိယာဖို့ဖြစ်တယ်ပေါ့နော်မရတီးတဲ့သူတွေအတွက်တည်းဒီနေ့အချိန်ကောင်းဖြစ်တယ်ဘုရားသခင်ကတော့လုတ်ပြီးသွားပြီဘုရားသခင်ကတော့အမှုပြီးသွားပြီခရစ်တော်အားဖြင့်အဲ့ဒီအရာကိုကအိုးကျွန်တော်အတွက်ဖြစ်တယ်ကျွန်မအတွက်ဖြစ်တယ်ဆိုပြီးတော့မှလက်ခံယုံကြည်ဖို့ဖြစ်တယ်နော်ဆုတောင်းဖို့ဖြစ်တယ် 但心到未人到南边不上铺，阿姨记得，对吗？พยาจองเป็นคาเวเด็ดเด็ดมาเปียงเลดีบูทิดดอกูเล่มาขันดีบูสุโลสินดอครียมบวะมาสาดีบูเนาะทิดดอกูเล่คำบีบลาพยาตะขินเยชิชิมิตาจีโยรอเลวะกาไดมาตุยยะเรพยาปิวเรอหมู่กูขะมะนีเนอากูปิรอมะยงจีผู้ ဖြစ်တယ်ပေါ့နော်ဖယားရဲ့အရေးကျွက်ချက်ကအဲ့ဒါဖြစ်တယ်မြောက်လိမဲ့တဲ့ဘဝကနေပြီးတော့မှစာတန်ရဲ့တဆာပလာနေပြီးတော့မှဖယားသခင်ရဲ့တဆာပလာအနေနဲ့အသက်ရှင်ဖို့ဖြစ်တယ်။ကျောင်းတို့အနေနဲ့အဲ့ဒီကေတင်ချင်းကိုရပြီးတာတူတွေဖြစ်တယ်ဆိုလို့ရှိရင်ဒီကနေ့လောကကြီးမှာတည်နေတဲ့သူတွေအများများစွာရှိသေးလား။ ှိပါသေးတယ်ဒီအရာကိုမသိသေးတဲ့သူတွေမြောက်များစွာရှိတယ်အဲ့ဒီမသိသေးတဲ့သူတွေမြောက်များစွာတွေစီမှာဖျားပြုတ်တဲ့ဖျားရဲ့ကြီးရိုးတော်ကေတင်ချင်းကြီးရိုးတော်ကိုခရစ်တော်အကြောင်းကိုဝင်ခဖို့တာဝန်ကြီးကြီးရှိတယ်ရုပ်တဲ့နေရာမှာကျောင်းမှာပြင်နေတဲ့ဆိုင်မှာပြင်နေတဲ့စူပါမားကတ်မှာပြင်နေတဲ့ရုပ်တဲ့နေရာတိုင်းမှာခမရရရှိတဲ့ ကေတင်ချင်းစုကြည်ရတော်ကိုဒီအတိုင်းမထားပဲနဲ့ဝိမာပို့ဖြစ်တယ်ပြောပြဖို့ဖြစ်တယ်အဲဒီအတွေ့ဖယားကကျွန်တော်ကျမတို့ကိုကေတင်လာဖြစ်တယ်အခုကျောင်းတို့အာကြည်ရတော်ခွဲဖလားဆိုတဲ့တခြင်းလေးကိုအလုံးအာမတရားပြတော်မှာ ဒီဆိုမဲ့အသက်တာဆက်ကမဲ့ကေတင်ချင်းရစီပီသားတို့ရဲ့တော့ဂျီရောချင်းဝဲမဲ့အသက်တာဆက်ကမဲ့မရရှိသေးတဲ့သူတွေရှိလို့ရှင်လည်းမိမိအသက်တာဆက်ကမ္ဘာဖယားတခင်ဖွင့်ပြတော်မူပါမျက်စိပွင့်လင်းကျွန်တော်ဇမရဲ့မျက်စိငယ်မျက်စိဝိငင်မျက်စိပွင့်လင်းစီတော်မူပါဆိုပြီးတော့မှခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်နေနဲ့လက်ခံကျူဆူကြရအောင်